လီသီယမ်ဘက်တရီတွေကအချိန်မရွေးဒုက္ခပေးနိုင်တဲ့ပစ္စည်းဖြစ်လာတဲ့အခါလေယာဉ်ပေါ်ကပေါ်ဝါဘက် မီးလောင်မှုပရိသတ်များအလုံးစုံမှုမလာပါရှင်ဒင်းကားချင်တွေကနေပြက်လေကျဆူလိုက်ပါတယ်2025ခုနှစ်အောက်တိုဘာလ18ရက်နေ့မနက်ခင်းမှာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုကတော့လေရင်စီးခရီးသည်တွေကိုအလံတကြားဖြစ်စေခဲ့ပါတယ် ဒီကိစ္စကခရီးသည်တွေအတွက်သာမကပဲကမ္ဘာတဝန်းကလေကြောင်းလိုင်းတွေအတွက်ပါတရိပ်ပေးခေါင်းလောင်းတံဖြစ်လာခဲ့ရပါတရုတ်နိုင်ငံဟန်ဂျိုးရှောင်ဆန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတောင်ကိုရီးယားနိုင်ငံအစိုးမျိုးကိုထွက်ခွာပြန်တန်းလာတဲ့တရုတ်လေရင်က အရှေ့တရုတ်ပင်လယ်ပြင်ကိုဖြတ်သန်းနေခြင်းအတွင်းမှာပဲရင်တုံရမယ့်ဒီကိစ္စကိုကြုံခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီအချိန်ကလေရင်စည်းခီးသည်တွေအတွက်ထိုင်ကုံကပတ်ချွတ်ပြီးတော့တတောင်းတတာနေခွင့်ရမယ့်အချိန်လေးဖြစ်ပါတယ်။သူတို့အတွင်းနဲ့သူတို့ရှိနေကြတဲ့ခီးသည်တွေကမကြခင်ဖြစ်လာတော့မယ့်အန္တရာယ်တစ်ခုကိုမရိစားမိပါဘူး။တိတ်မကြခင်မှာမိကုန်းနဲ့ထွက်လာလို့ခီးသည်တွေစဉ်းစားမရဖြစ်ပါတယ်။ အဲ့ဒီအဖြစ်ကိုလည်းလိုက်ရှာနေကြတာပါဒါပေမဲ့ကြကြမရှာလိုက်ရဘူးရုတ်တရက်အတွင်းမှာပဲဖောင်းဆိုရဲပောက်ကွဲတံတစ်ခုအပေါ်တက်ခီးဆောင်အိတ်ထဲတဲ့နေရာကနေကြားလိုက်ရပါတယ်ချက်ချင်းဆိုသလိုပဲမီးတောက်တွေရှန်ထွက်လာခဲ့ရပါဒီမီးတောက်ကနေမီးခိုးငွေတွေလည်းထွက်လာပါတယ်ဒီအချိန်မှာခီးတဲ့တွေရဲ့ကြောက်လန့်တကြအော်ဟေးတန်တွေကလည်းစူညံပွက်လုံးရိုက်ပြီးတော့ထွက်လာခဲ့ပါတယ် ဒီအချိန်မှာပဲခရီးသည်တွေရဲ့ကြောက်လန့်တဲ့ကြောင့်အဟိတန်တွေကလည်းစူညံပွက်လို့ရိုက်ပြီးတော့ထွက်လာခဲ့ရပါ။လေရင်ပေါ်မှာပါလာတဲ့ခရီးသည်တအူကတော့ဒီမီလောင်မှုကိုဗီဒီယိုရိုက်ကူးခဲ့ပါတယ်။အဲ့ဒီဗီဒီယိုကိုလူမှုကွန်ရက်ပေါ်မှာတက်လာတဲ့အခါမှာကြည့်ရှုသူတွေအများကြီးပါ။ဗီဒီယိုထဲမှာတော့ကြံရမရဖြစ်နေတဲ့ခရီးသည်တွေ၊လေရင်ဝန်ထမ်းတွေကအော်ဟစ်အကူအညီတောင်းခံနေတဲ့ခရီးသည်တွေတွေ့ရမှာပါ။ ခနားကြောင်မှာတော့လေရင်ဝင်တဲ့နှစ်ဦးကမိသက်ဆေးဘူးတွေနဲ့ရောက်လာပြီးတော့မိသက်နိုင်ခဲ့ပါတယ်။အရီတော်မှာပဲခရီးသည်တွေလည်းစိတ်သက်သာရာရောက်သွားခဲ့ရပါ။ဒါပေမဲ့လေရင်မှုကတော့ခရီးသည်160ရဲ့လုံခြုံရေးကိုဦးစားပေးပြီးတော့လေရင်ကိုအရေးပေါ်ဆင့်သက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်စိုးလေစိတ်ကိုသွားမယ့်အစားအရှိတရုတ်ပင်လယ်ကနေချက်ချင်းပြန်လှည့်ခဲ့ပါတယ်။ပြီးတော့အနည်းဆုံးဖြစ်တဲ့ရှန်ဟိုင်းပူတုံအပြည်ပြည်ဆိုင်ရာလေစိတ်မှာအောင်မြင်မြင်ဆင့်သက်နိုင်ခဲ့ပါတယ်။အဲအချိန်တိုင်းရထုတ်ပြန်ကြရလေရင်ပေါ်ပါတဲ့သူတွေအားလုံးဘေးကင်းခဲ့သလိုလေရင်ရဲ့ပြည့်စုံ ှုကကြီးကြီးမားမားမရှိဘူးလို့သိရပါတယ်။ဒါပေမဲ့ဒီလေရင်ကိုပြုတ်ပြင်ထိမ့်သိမ့်မှုတွေလုပ်ဖို့လိုအပ်နေရအောင်ခရီးသည်တွေကိုအစားထိုးလေရင်တစ်စင်းနဲ့ပို့ပေးခဲ့ပါတယ်။ဒီကိစ္စရဲ့အဓိကတရားခံကိုလည်းစစ်ဆေးပြီးရင်နောက်သိခဲ့ရပါတယ်။အဲ့ဒါကခရီးဆောင်အိတ်တခုထဲမှာထည့်ထားတဲ့ပါဝါဘန်ကနေထပြီးတော့ပောက်ခွဲခဲ့ရပါ။တိတိကျကျပြောရရင်ပါဝါဘန်မှာပါတဲ့လေသီယံဘက်ထရီကနေအပူလွန်ခဲ့ပြီးဖြစ်လာတာပါ။ အဲ့ဒီအချိန်မှာပါဝါဘန်းကိုအသုံးပြတာမျိုးတွေအာသွင်းထားတာမျိုးတွေလည်းမရှိပါဘူး။သူ့ဘာသာအိတ်သေးသေးထားရင်လည်းထပြီးတော့ပောက်ကွင်းရပါဒီကိစ္စကလီသီယမ်ဘက်ထရီဘလောက်အန္တရာယ်များလဲဆိုတာသတိထားရမယ့်အခေါင်းလောင်းတဲ့မှာလီသီယမ်ဘက်ထရီတွေကို cell phone laptop နဲ့ပါဝါဘန်းတွေမှာအဓိက သုံးစွဲကြပါတယ်။ဒီပစ္စည်းတွေကလူတွေရဲ့မရှိမဖြစ်အသုံးဆောင်တွေလည်းဖြစ်ပါတယ်။ခရီးသွားရင်လည်းမဖြစ်မနေပါရပါတယ်။အခုဖြစ်စဉ်မှာပါဝါဘန်းကခီးဆောင်အိတ်ထဲပါလာပြီးတော့ပောက်ကွဲလို့သာလူတွေကမီးတက်နိုင်ခဲ့ရပါ ကုန်ပစ္စည်းတင်တဲ့နေရာမှာသာပါပြီးတော့မီးလောင်ပောက်ကွဲခဲ့ရင်ဒီလေရင်ရဲ့အခြေအနေကပိုဆိုးသွားမှာပါတကယ်တော့နိုင်ငံတကာလေကြောင်းအာဏာပိုင်တွေကလေသီယံဘက်ထရီနဲ့ပတ်သက်ပြီးတော့လုံခြုံရေးစည်းကမ်းတွေထုတ်ထားပါတယ် ရကဘေးရနေတဲ့အသေးမှတ်ပြုလက်မှတ်မပါတဲ့ပေါဝါဘန်တွေကိုမတည်ဆောင်ဖို့နဲ့အများဆုံးဝက်တရားစားတာတည်ဆောင်ဖို့ဖြစ်ပါတယ်။ဒီလိုကန့်သက်ချက်တွေရှိပေမဲ့လည်းမမျှော်လင့်ထားပဲဖြစ်ရတဲ့အခုလိုကိစ္စတွေကလည်းရှိနေရပါ။ပြောရရင်ဤသွေးမပြည့်မီတဲ့ဒါမှမဟုတ်အကြာကြီးသုံးထားတဲ့လစ်သီယမ်ဘက်ထရီသုံးပစ္စည်းတွေကအချိန်မရွေးဒုက္ခပေးနိုင်တဲ့အချိန်ကြိမ်ဘုံလိုဖြစ်ကြောင်းဝေမျှရင်းတဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။အဆုံးတကြီးရှိပြီလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။